စကိုင်းတိုင်းပလဲမြို့နယ်ရှိကန်ထောင်ရဲစခန်းကိုပြည်သူလူမျိုးရေးတမတော် BN လေးကဦးဆောင်ပြီးမဟာမိတ်တပေါင်းစုကဇွန်လ19ရက်နနက်6:40မိနစ်အချိန်မှာအပိသက်တင်ပိုက်လိုက်တယ်လို့ယနေ့ဇွန်လ20ရက်နေ့နေ့လယ်မှာပဲသတင်းထုတ်ပြန်ပါတယ်အဲ့ဒီစခန်းကိုပြီးခဲ့တဲ့ဇွန်လ2ရက်နေ့ကစတင်ထိုးစစ်ဆင်ခဲ့ပြီးရဲတပ်ပတ်နှစ်ပတ်ကျော်အကြာမှာတင်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ။နိုင်ပွဲကာလအတွင်းမှာစစ်ကောင်စီဘက်ကလေကြောင်းပစ်ကူတာတိုက်ခိုက်မှုအကြိမ်၂၀၀အထိပြုလုပ်ခဲ့ပြီးဘုံတီ900ကျော်ကျေချခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။အဲ့ဒီလိုပစ်ကူပေးနေတဲ့လေယာဉ်တွေထဲမှာ F7 အမျိုးအစားတိုက်လေယာဉ်တစ်စီးကိုတော့ဇွန်လ10ရက်နေ့နေ့လယ်12:15မိနစ်အချိန်မှာ PNL ကပစ်ချနိုင်ခဲ့တယ်လို့ဆိုပါတယ်။ကနောက်ရစကန်ဟာအချက်အချာကြတဲ့အာဆီယံလမ်းမကြီးပလဲခါကောလမ်းပိုင်းပေါ်မှာတည်ရှိပြီးအိန္ဒိယနိုင်ငံအထိသွားလာနိုင်တဲ့ဖြင့်မဟာဗျူဟာအရအလွန်အရေးပါသောနေရာဖြစ်တယ်လို့ပြောပါရယ်။ ဒါအပြင်ကန်တောင်မှအနောက်မြောက်ဘက်မိုင်30ကျော်အကွာမှာစစ်ကောင်စီရဲ့ကာကွယ်ရေးစစ်ပစ္စည်းစယုံကပ္ပါစာ23တရှိပြီးအနောက်တောင်ဘက်35မိုင်ခန့်တွင်ကပ္ပါစာ24တရှိသလိုကန်တောင်ရဲစခန်းဟာပလဲမျိုးမရဲစခန်းပြီးလျင်ဒုတိယအကြီးဆုံးရဲစခန်းဖြစ်ကဘန်ကာမိုင်ကွင်းဂရုတ်ချင်းတွေနဲ့ခန့်စစ်အထက်ထပ်ပြင်ထားတဲ့တပ်စခန်းတစ်ခုလည်းဖြစ်ပါတယ်အဲ့ဒီတိုက်ခိုက်မှုကိုတော့ပြီးသူလူမျိုးရေးတမတော်နဲ့မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တအူ ရင်းမာရင်ခရိုင်အမတ်၁၁တရင်စစ်တပ်နဲ့တမတော်ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦးဒေါင်းနတ်နယ်စည်းမခြားပြောက်ကြားတပ်ဖွဲ့နှင့်အညာမြေတပ်ပေါင်းစုတို့ကမဟာမိတ်ကောင်းပီတာစွာပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။